ဆရာကြီးနှစ်ပါးထိတ်တိုက်တွေးဆုံရဖို့ရှိနေတဲ့ Euro Conference League Final ပွဲ Euro Conference League Semi-final ပထမကြောပွဲစဉ်တွေကိုပြီးခဲ့တဲ့တောက်ကြနေညာကရှင်ပိုင်ကစားခဲ့ကြပြီး Real Madrid တင်းက Fiorentina တင်းကို၅ဂိုးတကိုးနဲ့အနိုင်ရခဲ့ပြီးတစ်ဖက်မှာလည်း Chelsea တင်းက Jagaden တင်းကို၄ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့ပါတယ်ဒီ final မှာအနိုင်ရခဲ့တဲ့ Real Madrid နဲ့ Chelsea တင်းတို့ဟာ final ကိုတက်ဖို့အခွင့်အရေးတွေပုံပုံများပြားနေပါတယ်ဒီအသင်းနဲ့တင်းကထင်ထားတဲ့အတိုင်း final တက်ခွင့်ရခဲ့မယ်ဆိုရင်ထူးခြားချက်တခုတော့ရှိနေပါတယ်ဒီ final ပွဲမှာထူးခြားတဲ့အချက်တခုကတော့ Manchester United တင်းကအငားချထားတဲ့တောင်ပံကစားသမားနှစ်ယောက်ဖြစ်တဲ့ အန်တိုနီနဲ့ဆန်ချိုတို့ဟာတယောက်နဲ့တယောက်ချန်ပီယံဆုအတွက်ရှင်ပြိုင်ကြတော့မှာပဲဖြစ်ပါတယ်အန်တိုနီကတော့လက်ရှိမှာရီယယ်ပရစ်အသင်းမှာအင်္ဂါနဲ့တွားရောက်ကစားနေပြီသူရဲ့ခြေစွမ်းပြမှုတွေနဲ့တူအသင်းရဲ့ရေးပါတဲ့ဂိုးတွေကိုလည်းတွင်းယူထားနိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့ Euro Conference League Semi-final ပထမကြော်ပွဲအဖြစ်ဖီယိုရင်တီနာကိုအိမ်ဝဲမှာအနိုင်ရခဲ့တဲ့ပွဲမှာလည်းအရေးကြီးတဲ့အနိုင်ကိုကိုအန်တိုနီကထူးထူးခြားခြားညှာချေနဲ့တွင်းယူခဲ့ပါတယ်တစ်ဖက်မှာလည်းဆန်ချိုကတော့ချက်စီးအသင်းမှာအင်္ဂါနဲ့တွားရောက်ကစားနေပြီ ူလည်းသူ့ရဲ့အတင်းတွေအကောင်းဆုံးဆွမ်းဆောင်ရည်တွေကိုပြသထားတဲ့ပြင်ဂိုးတွေလည်းသွင်းယူထားတာကိုတွေ့ရပါတယ်။ဆန်ချိုဟာဂျာကာတင်းတင်းကိုနိုင်ရခဲ့တဲ့ Euro Conference League Semi-final ပထမကြော်အဝေးကွင်းပွဲစဉ်မှာပွင့်ကိုကိုသွင်းယူခဲ့ပါသေးတယ်။ဒီကစားသမားနှစ်ယောက်စလုံးကသူတို့ရဲ့သက်ဆိုင်ရာအတွင်းတွေမှာအဓိကကစားသမားတွေဖြစ်နေရာယူထားနိုင်ခဲ့ပြီး final ပွဲမှာသူတို့နှစ်ယောက်ပြန်လည်ထိတိုက်တွေ့တဲ့အခါဘယ်သူကပုံပြီးထူးခြားတဲ့စွမ်းရည်ကိုပြသနိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။လက်ရှိအနေအထားအရဒီကစားသမားနှစ်ယောက်ထဲကတယောက်ဟာလာမယ့် Euro Conference League ရဲ့ Champion ဖြစ်လာမှာတော့သိကြပါတယ်။ဒါပြင်နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကတော့ မန်ချက်စတာယူနိုက်တက်အသင်းကလက်ရှိကစားနေတဲ့ယူရိုပါလိမှာသာချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်ဒီကစားသမားနှစ်ယောက်ထဲကတယောက်ဟာယူရိုပါလိချန်ပီယံဆိုပလာနဲ့ယူရိုကွန်ဖရင့်လိချန်ပီယံဆိုပလာနှစ်ခုစလုံးကိုတနည်းထဲမှာပဲရရှိသွားနိုင်တဲ့အားအသင်းစရာအခြေအနေမျိုးလည်းဖြစ်လာနိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီကစားသမားနှစ်ယောက်ရဲ့ယူရိုကွန်ဖရင့်လိဖိုင်နယ်ဟာပရိသတ်တွေအတွက်တော့ကြီးစုဖို့စောင့်မျှော်ရမယ့်ပွဲတစ်ပွဲဖြစ်လာမှာတော့သိကြပါတယ်အမေကချစ်တဲ့ပြည်။ A Liverpool score